ကဘာကိုတုံလှုပ်စေခဲ့တဲ့တမိနဲ့1930ပြည့်လွန်နှစ်များနာဒီဂျာမနီရဲ့နည်းပညာအကောင်းဆုံးနေသားကိုပြသခဲ့တဲ့ Intermat လေတင်မော်ကြီးဟာကဘာလေကြောင့်ခီးသွွားလုံငန်းမှာကြီးမားဆုံးနဲ့ခမ်းနားဆုံးသင်္ကေတတစ်ခုဖြစ်ခဲ့ပါတယ်။ဒီတင်မော်ကြီးကလေထဲမှာပြန်သန်းနေတဲ့ဇိမ်ခံဟိုရဲကြီးတစ်ခုနဲ့တူပြီးတော့ဥရောပနဲ့အမေရိကန်ကိုချိန်တိုတွင်သွားလာနိုင်ခဲ့ပါတယ်။ဧရှိယာကျော်ရှိလျားတဲ့၎င်းတင်မော်ကြီးဟာ ဟိုက်ဒရိုဂျင်ဓာတ်ဝင်ခုနှစ်သန်းနီးပါးကိုအသုံးပြုထားပါတယ်။ဂါမန်တို့ရဲ့ဒီသမောကြီးကသူတို့ရဲ့နေပညာစွမ်းအားကိုပြသခဲ့တဲ့သင်္ကေတဖြစ်ပြီးတော့အမေရိကန်ကိုသွားတဲ့ခီးစဉ်တိုင်းဟာခမ်းနားတဲ့ပွဲတစ်ခုလိုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့1938ခုနှစ်မေလ6ရက်နေ့မှာတော့ဒီခမ်းနားမှုအလုံးဟာတမိနစ်အတွင်းအရေကန်အဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။1938ခုနှစ်မေလ6ရက်နေ့ညခင်းမှာတော့၎င်းလေသမောကြီးကအတ္တလန်နိတ်သမုဒ္ဒရာကိုဖျက်ချော်ပြီးအမေရိကန်နိုင်ငံနေယိုဂျာစီပြည်နယ်မက်ဂါနယ်ဘယ်အဲစတေရှင်ကိုဆိုက်ရောက်လာခဲ့ပါတယ်။ဆိုက်ရောက်ချိန်မှာတော့ရာဇီဥတုကမကောင်းခဲ့ပါဘူး။ လေသင်းမောကိုမြေပြင်ပေါ်ဆွဲချဖို့ကြိုးတွေချလိုက်ချိန်မှာပဲမမျော်လင့်တဲ့အဖြစ်အပျက်တခုစတင်ခဲ့ပါတယ်ညနေ9:25မိနစ်မှာတော့လေသင်းမောရဲ့အမီးပိုင်းနာကနေမီးတောင်းကန်တခုစတင်ထွက်ပေါ်လာဟုမြင်မြင်သက်သေတွေကမြင်တွေ့ခဲ့ရပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲလေသင်းမောအတွင်းကဟိုက်ဒရိုဂျင်တန်းငွေတွေဟာမီးတောင်းလောင်မှုမြန်ဆန်စွာဖြစ်ပွားခဲ့ပါတယ်ခံလာတဲ့လေသင်းမောကြီးဟာ34စက္ကန့်အတွင်းမှာပဲကောင်းကင်ကနေမြေပြင်ပေါ်ကိုပြုတ်ကျခဲ့ပါတယ်ဒီဖြစ်ရတခုလုံးကိုသတင်းတောက်အာဘက်မာရီစင်ကအတန်ဖန်ဆန်းတဲ့အနီးကမှတ်တမ်းတင်ထားခဲ့တာကြောင့် ူရဲ့ထိုင်းလန်ဒေါင်းလုပ်ပြီး Oh the Humanity လို့အော်ဟစ်ခဲ့တဲ့ငွေယူတန်အောင်ကမ္ဘာသမိုင်းမှာဆွမ်းမက်ဖက်မှတ်တမ်းတစ်ခုပြီးကြန့်ရှိခဲ့ပါတယ်။စုစုပေါင်းလူ35ဦးသေဆုံးခဲ့ပြီးတော့လေရင်ခင်းစင်ရဲ့ခန်းနာမှုအလုံးဟာရုတ်တရက်ဆုံးသတ်ခဲ့ရပါတယ်။နေတာဘက်လေသမောကြီးပျက်စီးသွားပြီးတဲ့နောက်မှာတော့မအောင်မီးလောင်ကျွမ်းခဲ့လဲဆိုတဲ့မေးခွန်းဟာနှစ်ပေါင်းများစွာဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့အဓိက theory ၃ခုတော့ထပ်ပေါ်ခဲ့ပါတယ်။ theory ၁အနေနဲ့ကတော့ဖြစ်စီမှု ချို့သူတွေကဟင်းနှပတ်ကနာဒီဂျာမနီရဲ့တင်ကြေးတာဖြစ်တဲ့အတွက်ရွေချက်ရှိရှိဖျက်ဆီးခံခဲ့ရတာလို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့စုံစမ်းစစ်ဆေးမှုတွေအရဒီ theory ကိုထောက်ခံနိုင်တဲ့ခိုင်မာတဲ့သက်သေထောက်ထားမတွေ့ခဲ့ရပါဘူး။ theory အနည်းနည်းနဲ့ကဓာတ်ငွေယိုစိမ့်မှုလေသင်းမောရဲ့အတွင်းပိုင်းကဟိုက်ဒရိုဂျင်ဓာတ်ငွေရိုက်တစ်ခုပျက်စီးပြီး န်းငွေတွေယူစိမ့်ထွက်ခွဲတာကြောင့်စတင်လောင်ညံ့ခဲ့တာလို့ယူဆခဲ့ကြပါတယ်။ theory 3အနေနဲ့ကတော့တရားစင်စွန်းရင်ယနေ့ခေတ်သူတွေဒီတွေကတော့ဒီ theory ကိုအများဆုံးလက်ခံခဲ့ကြပါတယ်။မွန်တိုင်းတက်ခိုက်ပြီးတဲ့နောက်မှာလေသိမောကိုရဲမှာတရားစင်ညင်စွန်းရင်များစွာစုပုံနေခဲ့ပါတယ်။ရေပြင်ကိုဆွဲချတဲ့တန်ကြိုးချလိုက်ချိန်မှာပဲလေသိမောကိုရဲကိုလေရူကြာကစပက်တခုထွက်ပေါ်လာခဲ့ပါတယ်။အင်းမီဘွားကယူစိမ့်နေတဲ့ဟိုက်ဒရိုဂျင်တန်းငွေကိုထိမိသွားပြီးတော့ကပေးကြီးကိုဖြစ်ပေါ်စေခဲ့ပါတယ်။အင်တာဘတ်ကပေးကသမိုင်းမှာအဆိုးရွားဆုံးသတင်းမှတ်တမ်းတင်နိုင်ခဲ့တဲ့၄ရက်နေရဖြစ်ခဲ့ပါတယ်။ ဒီဗီဒီယိုကကဘာတော်ဟာသတင်းစာတွေမှာပြန့်နှံ့သွားခဲ့ပြီးလူတိုင်းရဲ့စိတ်ဓာတ်မှာထိတ်လန့်တော်တော့ပဲမှတ်ဉာဏ်ဖြင့်စွဲထင်ကြံရစ်ခဲ့ပါတယ်။အင်တာဗန်ဟာဟိုက်ဒရိုဂျင်လေသိမ်းမောကရဲ့အဆုံးသက်ကိုဖော်ပြခဲ့ပါတယ်။ဒီဗီရဲ့နောက်ပိုင်းမှာဇိုင်ဂန်လေသိမ်းမောနဲ့ခီးသွွာလာမှုဟာလုံးဝရပ်ဆိုင်းသွားခဲ့ပြီးတော့ဒီကြောင့်ခီးသွွာလာရဲ့လောင်းကရဲ့ဥဒီယာလေမြားစီတို့လုံးဝပြောင်းလဲပစ်ခဲ့ပါတယ်။လေသိမ်းမောကဟင်တာဗန်နဲ့တူမိလောင်ကျန်ပျက်စီးသွားခဲ့တော့တာပါပဲ။အင်တာဗန်ဘေးကနေရနီးပညာရဲ့အကောင်းဆုံးနေသားဆိုတာလဲအဆက်ကန်နေပြကြသွားနိုင်တယ်ဆိုတာကိုသတိပေးနေတယ်။ သမိုင်းသင်ကန်းစာတစ်ခုပါပဲ။သမီးနဲ့တောင်မကြခဲ့တဲ့ကပ္ပေးဟာကမ္ဘာလေကြောင်းသမိုင်းကိုထာဝရပြောင်းလဲပစ်ခဲ့ပါတယ်။လူချင်းမင်းတို့ကဘယ်လိုထင်ပါလဲ။အင်နာဘတ်လေသင်္ဘောကြီးမှာအီလီယန်ဓာတ်ဝေကိုသုံးခဲ့ရင်ဒီကပ္ပေးကရှောင်ရှားနိုင်မလား။လူချင်းမင်းတို့ရဲ့အမြင်ကိုကွန်မန့်မှာဝေမျှပေးခဲ့ပါအောင်ဒီလိုကမ္ဘာသမိုင်းကိုပြောင်းလဲပစ်ခဲ့တဲ့ဂူဂျာဆန်းများတဲ့ဇလန်းတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးခဲ့ပြီးဖောင်လောင်လေးနှိပ်ထားဖို့မမေ့ပါနဲ့